ြုတ်မှုလေးတစ်ခုနဲ့နေပရိသတ်တရဲ့အချက်ကိုတင်ပရရှိသွားပြီဖြစ်တဲ့မင်းသားချောဟိန်းသူအောင် ပရိသတ်များလုံးမဲမင်္ဂလာပါဒီနေ့ခင်အန်တာတိန်မန့်လောကမှာပရိသတ်တရေနှလုံးသားကိုအမေရိကန်သိမ်းပိုက်ထားနိုင်တဲ့နှိပညာရှင်တယောက်ကိုပြပါဆိုရင်တော့မင်းသားချောဟိန်းသူအောင်ကတော့ထိတ်ဆုံးကနေရက်တည်နေသူတယောက်ပါပဲတချင်းအောင်လေးတွေကိုခစ်ပေါ်ပုံစံနဲ့ပြန်လည်အသက်သွင်းရမှာသူ့ရဲ့ကိုပိုင်ဟန်ပန်နဲ့ပရိသတ်ကိုဖန်ဆနိုင်တယ်လို့ကိုရိုင်းရိုက်ကူးတဲ့ music video တွေနဲ့လည်းလူငယ်တွေကြားထဲမှာအခိုင်အမာနေရာတစ်ခုရရှိထားတဲ့သူပါဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတွေရဲ့တကယ်တော့ချက်ကဒီတချင်းတွေကြောင့်မလားဒါမှမဟုတ်ပရိသတ်တွေသူ့ကိုဘာကြောင့်ဒီလောက်ထိချစ်ခင်နေကြတာလဲဒီအကြောင်းရင်းရဲ့နောက်ွယ်ကအပြုမလို့တစ်ခု ့အကြောင်းကိုဒီနေ့မှပြောပြပေးတော့မှာဖြစ်ပါတယ်။ခိန်းသူအောင်ဆိုတာနဲ့ပြည်သက်တွေကသူပြန်လဲသိဆိုချရဲမြမြကြကြသချင်းလေးတွေကိုအရင်ဆုံးပြင်းပြင်းကြမှာပါနော်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့သူ့ကိုဆင်မြစ်ပေါ်မှာထပ်စိန်ရွှေရတနာဆိုင်တွေရဲ့အထွန်းအယောင်မြင့်တင်ရေးပွဲတွေမှာပို့ပြီးတွေ့လာရပါတယ်။လုပ်ငန်းရှင်တွေကသူ့ကိုဘာကြောင့်ယုံကြည်စွာနဲ့အဆက်မပြတ်ငှားရမ်းနေကြတာလဲ။အဖြေကတော့ရှင်းရှင်းလေးပါရှင်။သူရှိတဲ့ပွဲကပိုစီလို့ပါပဲ။အထူးသဖြင့်နေမျိုးတွေကပြည်သက်တွေရဲ့အပေးမှုကတော့တကယ်ကိုမှအမခံပါပဲနော်။မင်းသားဟင်းဝရန်ဆိုပြသစဉ်တို့လိုနမဲကြီးတွေနဲ့အတူပွဲ တက်ခဲ့တဲ့အချိန်မှာတော့ဟိန်းသူအောင်ကိုအားပေးတဲ့အတန်ကတီးတန့်ညံထွက်နေခဲ့ပါတယ်။လက်တလုံးမှာပဲပွဲခန္ဓာချိုက်တဲ့နေပြည်တော်မြို့ကြီးမှာရှိတဲ့ NC ငွေမင်းသမီးစိန်ရွှေရတနာဆိုင်ရဲ့အထူးစေရောက်ပွဲတော်ဒုတိယနေ့မှာတော့ဟိန်းသူအောင်တရားပရိသတ်တွေရဲ့နှလုံးသားတွေကိုတက်တဲ့ဝင်ရောက်သွားစေခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။ အရင်နေ့ကပြည်သက်တွေကတိုးမပေါအောင်ပါပဲရှင်လူတိုင်းကသူတို့ချစ်တဲ့အနုပညာရှင်ကိုတခြားလောက်မြင်ရဖို့အမတ်တရားဓပုံလေးဓပုံလောက်ရိုက်ရဖို့ကိုမျှော်လင့်နေကြတာပါဟိန်းသူအောင်ကလည်းပင်မတဲ့ပုံစံတစ်ချက်မှမပြပဲပြည်သက်တိုင်းရဲ့အပြုံးမပြတ်ဓပုံလေးရိုက်စားနောက်ပြီးရင်းနှီးနှီးနေပေးခဲ့တယ်ရှင် သူကဆိုင်မလာရောက်အားပေးတဲ့ customer တွေကိုသူကိုယ်တိုင်လက်ဝတ်ယတနာတွေကိုဂရုတစိုင်းနဲ့ဝတ်ဆင်ပေးခဲ့တာပါပဲ။ဒီအပြုမှုကတင်းငယ်တယ်လို့ထင်ရပေမဲ့သူရဲ့စိတ်ထက်ကိုဖော်ပြနေတာပေါ့။နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်နေပေမဲ့ဘဝင်မမြတ်တတ်ဖေးသူ့ကိုချစ်တဲ့အားပေးတဲ့သူတစ်ယောက်ချင်းစီကိုတန်မိုးထားတယ်ဆိုတော့ဒီအပြုမှုလေးတစ်ခုတည်းနဲ့သက်သေပြသွားခဲ့တာပေါ့။ မြို့ပေါ်ကပြိသက်ဖြစ်ဖြစ်ကြီးလက်ကပြိသက်ဖြစ်ဖြစ်ဘသူကိုမစိုးတန်းတူရေတူလေးလေးဆဆဆဆန်တက်တဲ့သူ့ရဲ့စိတ်ဓာတ်ကြောင့်ပဲပြိသက်တွေကငါတို့ရဲ့အချစ်တော်လေးဆိုပြီးပိုလို့တောင်ချစ်ခင်နေကြပါတော့တယ်တကယ်တော့ဟင်းသူအောင်ရဲ့ဒီလိုအပြုတ်မှုကောင်းတွေကသူ့ရဲ့မိသားစုနောက်ခံကနေဆင်းသက်လာတာလို့ဆိုရမှာပေါ့မြို့ပေါ်အလွန်တိတက်ပြီးရိုသေလေးစားတဲ့သူဖြစ်တာကြောင့်ဒီစိတ်ဓာတ်ကပဲသူ့ကိုချစ်တဲ့ပြိသက်တွေအပေါ်မှာမိသားစုရဲ့အရင်ခြာရီလိုနှွေးထွေးစွာဆဆန်တက်တဲ့အချင်းကောင်းကိုဖြစ်စေခဲ့ပါတယ်ထိုင်းနိုင်ငံလိုနေရာမျိုးတွေထိတွားရောက်ဖြောပြရသလိုကုသိုလ်ရေးဖြစ်တဲ့ဒမတ်စကုသင်တန်းစင်ပွဲတွေမှာ ာတော့မငင်းမညို့တွားရောက်ဖျော်ဖြေပေးတတ်တဲ့သူပေါ့ဒီတော့ဟင်းသူအောင်တယောက်နေပရိသတ်တီရဲ့အသေးဆွဲဖြစ်နေရတဲ့အကြောင်းရင်းကသူ့ရဲ့တချင်းတွေအကြောင်းမဟုတ်ဘဲသူတယောက်ချင်းစီပေါ်ထားတဲ့သူ့ရဲ့အသေးစိတ်ဂယူဆိုင်မှုလေးစားမှုနဲ့နှိမ့်ချတတ်တဲ့စိတ်ဓာတ်တွေကြောင့်ဆိုတော့အခုဆိုရင်ပရိသတ်ကြီးတို့ရှင်းရှင်းလင်းလင်းသိလောက်ပြီလို့ထင်ပါတယ်ပညာရှင်တယောက်အတွက်အကောင်းဆုံးဆုလတ်ဆိုတာကပရိသတ်ရဲ့အချစ်ပဲမဟုတ်လားရှင်ကဲဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တို့ကရောမင်းသားချောဟင်းသူအောင်ကိုဘာကြောင့်ချစ်ကြတာလဲ သူ့ရဲ့ဘဲအချက်လေးတွေကိုအကြိုက်ဆုံးလဲဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆလပီဆလဘရီတီသတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ